အားလုံးပဲမင်္ဂလာပါဆရာကိုဆောင်းဝမ်းပါဆရာဒီဗီဒီယိုလေးမှာခொနည်းသာသမီတွေအတွက်နောက်ထပ်ရှင်းဖြစ်ဟော်ဂိန်းလေးတစ်ခုကိုဆရာဆိုင်ဝမ်းဝေမျှပေးခြင်းပါလေအာဒီရှင်းဖြစ်ဟော်ဂိန်းလေးကတော့အမ်အန်ဒီကိစ္စတော့မဟုတ်ပါဘူးအန်ဒီကိစ္စတော့မဟုတ်ဘူးဒါပေမဲ့လေအာတို့ရွှေမြန်မာလေးအတွက်ပေါ့နော်နည်းနည်းလေးအခက်ခဲဖြစ်စေမယ့်အရာလို့ဒါ မှတ်ယူလို့ရတယ်ပေါ့နော်အဲ့တော့အခုလာမယ့်ဒီရှေ့ပြဟော်ဂင်းလေးကတော့အာထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့မှဟော်ပေးမယ့်ရှေ့ပြဟော်ဂင်းလေးဖြစ်ပါတယ်ဒီရှေ့ပြဟော်ဂင်းလေးကထိုင်းနိုင်ငံတော်ကြီးမှာမကြာခင်အချိန်မှာဗီဇာနဲ့ပတ်သက်ပြီးတော့မှအဝင်အထွက်ဆရာတို့ဗီဇာနဲ့ပတ်သက်ပြီးတော့မှအာအရန်ချက်တဲလာမယ်အနေထားတစ်ခုရောက်လာလိမ့်မယ် ဗီဇာထိုင်းကိုဝင်ဖို့အတွက်ဗီဇာလျှောက်တဲ့အချိန်မှာအမေရိကန်နိုင်ငံလိုမျိုးဖြစ်လာလိမ့်မယ်။ဒီထိုင်းနိုင်ငံတော်ကြီးကအမေရိကန်နိုင်ငံလိုမျိုးဆရာတို့ဖြစ်လာဖြစ်လာလိမ့်မယ်ပေါ့နော်။အာတောင်းတောင်းနဲ့ဗီဇာလျှောက်ဖို့မလွယ်တော့ဘူး။တောင်းတောင်းဗီဇာအောင်ဖို့မလွယ်တော့ဘူး။ထိုင်းကိုဝင်ဖို့အတွက်ဗီဇာအောင်ဖို့မလွယ်တော့တဲ့အနေအထားတစ်ခုကိုရောက်လာလိမ့်မယ်။ထိုင်းကိုဝင်ဖို့အတွက်ဗီဇာလွယ်လွယ်နဲ့မရတဲ့အခြေအနေတစ်ခုကို မကြခင်အချိန်အတွင်းမှာဆရာအာယုံမှာပေါ်လာတော့၃နှစ်လို့ပေါ်တယ်နော်ဆရာအာယုံမှာပေါ်လာတော့၃နှစ်လို့ပေါ်နေတယ်၃နှစ်အတွင်းမှာဒါအတိအကျပေါ့နော်၃နှစ်ထက်ကိုမြန်ရင်မြန်လိုက်မယ်ပေါ့နော်အာအခုလေသတင်းတွေကတော့ရှောက်ကြားနေရပြီပေါ့နော်အဲ့တော့ထိုင်းနိုင်ငံတော်ရဲ့ဗီဇာအခြေအနေနဲ့ပတ်သက်ပြီးတော့မှဆရာတို့အဝင်ရောအထွက်ရောနော်ဒါရှစ်ပြဟော်ကင်းလေးအနေနဲ့ဆရာဆရာဆရာသမားမိတ်ဆွေရွှေမြန်မာတွေအတွက်ပေါ့နော်ဒီကတော့ကို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ဆရာကရှစ်ပြည့်ဟော်ကီလေးကိုဆရာတိတဲ့တက်တဲ့ပါရမီလေးနဲ့ဆရာဝင်းမြပေးလိုက်ပါတယ်ဆရာအာယုံမှာပေါ်ထားတာကတော့၃နှစ်အတွင်းလို့နော်ပေါ်ထားပါတယ်နော်၃နှစ်အတွင်းလို့ပေါ်ထားပါတယ်အဲ့တော့ဗီဇာကအမေရိကန်နိုင်ငံလိုဖြစ်လာလိမ့်မယ်ဆရာတို့အမေရိကသွားဖို့ဆိုရင်တိတဲ့အတိုင်းပဲလीအမေရိကန်သွားဖို့စူးစမ်းဘူးသူတိုင်းတိပါလိမ့်မယ်နော်ကျွန်တော်လည်းစူးစမ်းဘူးတယ်ပေါ့နော် အမေရိကန်ဗီဇာကိုရှောက်တဲ့အချိန်မှာဘလို့မှလွယ်လွယ်နဲ့မရအောင်ပတ်မရဘူးပေါ့နော်ဘလောက်ပဲပတ်ဆက်နေအကုန်ခံပြီး9သိန်းနေပဲအကုန်ကို7သိန်းနေပဲအကုန်ကို agency တွေနဲ့ပေါင်းပြီးတော့မှဘလို့ပဲစူးစမ်းစူးစမ်းအမေရိကန်နိုင်ငံကိုဝင်ခွင့်ရဖို့အတွက်ပတ်ရဖို့အတွက်ကဘလို့မှမလွယ်တဲ့အနေအထားတစ်ခုပေါ့နော်ထိုင်းကလည်းအဲ့လိုဖြစ်လာမယ်လို့ဆန်ဆန်ဝန်ချိန်ရခြင်းပါတယ်အာယုံမှာပေါ်တာပေါ့နော်ဆန်ဆန်ဝန်အာယုံမှာပေါ်ထားတာလေးကိုချစ်ခင်ရသောရွှေမြန်မာညီကိုမောင်နှမတွေတက် ဝင်ပြပေးတာဖြစ်ပါတယ်ဆက်ဆံဝန်အာယုံမှာပေါ်ထားတာကတော့၃နှစ်အတွင်းအကောင့်ထည့်ဖော်လိမ့်မယ်လို့ပေါ်ထားပါပဲအာယုံမှာပေါ်ထားပါပေါ်ထားပါတယ်ပေါ့နော်အဲ့တော့ဟုတ်ဒီဖြစ်စီမဟုတ်ဒီဖြစ်စီအာတတိလေးတစ်ချက်အတိလေးတစ်ချက်ဝင်သွားစေဖို့အတွက်ကိုရွှေမြန်မာညီကိုမှာတွေအတွက်ကိုဆရာကဒီရှေ့ပြီးဟော်ကင်းလေးကိုဟောကြားပေးတာဖြစ်ပါတယ်ဆရာကနော်အော်တတိလေးထားဖို့ရအတွက်ပေါ့နော်ကြိုတင်ပြင်ဆင်စရာရှိရဲ့ချက်မိတ်ဆွေတွေဆိုလို့ရှိရင်ကြိုတင်ပြင်ဆင်လို့ရအောင်ဆရာက ဟုတ်ကဲ့လေးဝင်ရပေးတာဖြစ်ပါတယ်เนาะဗီဇာဝင်ဖို့အတွက်ထိုင်းနိုင်ငံတော်ကိုဝင်ဖို့အတွက်နောက်ပိုင်းဗီဇာအလွန်အလွန်ခက်လာပါလိမ့်မယ်အောင်ဖို့ပေါ့เนาะဗီဇာအောင်ဖို့ဗီဇာပတ်ချဖို့တတော်ကိုခက်ခဲလာပါလိမ့်မယ်တတော်ကိုကြက်တဲလာပါလိမ့်မယ်အဲ့ဒါဒီဆက်ဆံဝင်ရဲ့ intuition အကြမ်းဉာဏ်အယုံမှာပေါ်တာသုံးတဲ့အတွင်းနိုင်ငံတော်က accounting ထိုင်းနိုင်ငံတော်က accounting ဖော်ပါလိမ့်မယ်เนาะအခုလည်း စောင့်ကြည့်ဖြစ်တယ်ပေါ့နော်တရင်းတွေစောင့်ကြည့်ဖြစ်တဲ့အခြေအနေတခုမှာတော်တော်လေးကိုစီးကျက်လာတာကိုတွေ့ရတယ်။နော်ကျွန်တော်ပေါ်ထားတဲ့အာယုံတိုင်းပဲတော်တော်ကိုကျက်သေးလာတာတွေ့ရတယ်။တော်တော်ကိုနော်ဝင်ရထွက်ထွက်တာလည်းခတ်တယ်ဝင်တာလည်းခတ်တယ်ဆိုတော့အခြေအနေတွေကိုဖြစ်လာတာကိုတွေ့တွေ့နေရပြီပေါ့နော်။ဒါကြောင့်လို့ဆက်ဆန်းဝမ်းမြင်ထားတဲ့အာယုံတိုင်းဖြစ်လာပါလားဆိုတဲ့အနေထားလေးတခုနဲ့ဆက်ဆန်းဝမ်းကချဲရတဲ့ညီကောင်မလေးကိုထိုင်းနိုင်ငံတော်နဲ့ပတ်သက်ပြီးတော့ပါပေါ့နော်။ဝင်ထွက် လုပ်နေကြတဲ့ညီကောင်မလမတွေအတွက်ဆရာဆိုင်ဝန်ကဒီရှေ့ပြဟော်ဂရင်းလေးကိုသတိလေးကတ်လို့ရအောင်ပေါ့နော်ပြင်ဆင်စရာရှိရလဲခိုင်းကိုလာမဲ့မိတ်ဆွေတွေအတွက်ပြင်ဆင်စရာရှိတာကိုမြန်မြန်ဆန်ဆန်ပြင်ဆင်လို့ရအောင်ဆရာဆိုင်ဝန်ကဒီရှေ့ပြဟော်ဂရင်းလေးကိုကြိုတင်ပြီးတော့မှဟောပေးလိုက်တာဖြစ်ပါတယ်ဆရာဆိုင်ဝန်ရှေ့လျှောက်နေအဲ့လိုမျိုးရှေ့ပြအရာလေးတွေကိုပေါ်လာရင်ပေါ်လာတယ်မျိုးမြင်လာရင်မြင်လာတယ်မျိုးပေါ့နော်အာကိုယ့်ရဲ့ရွှေမြန်မာညီကောင်မတွေအတွက်အာကဘာသူကဘာသားတွေအတွက် ဟောပေးသွားမှာပါလို့เนาะရှေ့လျှောက်လည်းဟောပေးသွားမှာပါအမမြင်တော့ဟောပေးလို့မရဘူးတော်တော်မြင်ပြီးပေါ်ပြီဆိုတော့သူပေါ်လာတာပေါ့เนาะဒီအာယုံမှာပေါ်လာတာပေါ့เนาะဒါကြီးကဖန်တီးလို့လည်းမရဘူးကြိုလှုပ်လို့လည်းလှုပ်ယူဖန်တီးထားတဲ့အရာလည်းမဟုတ်ဘူးပေါ့เนาะဒီလိုမျိုးအခြေအနေတစ်ခုပေါ့เนาะအရန်ကြီးမားတဲ့အခြေအနေတစ်ခုပြောရတော့မယ်ဆိုရှင်ဆရာရဲ့အာယုံမှာပေါ်လာတာပေါ့เนาะအဲ့လိုမျိုးပေါ့เนาะဆရာရဲ့အာယုံမှာပေါ်လာတာဖြစ်ပါတယ်เนาะ အဲကြောင့်မလို့ခြေစုအရန်တင်ပါပဲเนาะအဲနောက်နောက်နဲ့အမြဲတမ်းဝင်မြပေးသွားပါမယ်ဆရာเนาะခြေစုတင်ပါတယ်အဆုံးထိကြည့်ရှုပေးတယ်ဆိုခြေစုတင်ပါတယ်အော်ဆရာကြီးကဒီဗီဒီယိုလေးမှာပြောချင်တာကတော့ point ကပေါ့เนาะထိုင်းနိုင်ငံတော်ကြီးကိုဝင်မဲ့ညီကောင်မှနွားလေးတော်ကိုဆရာကကြိုတင်ပြီးတတိပေးပြီးတာပေါ့နောက်နောက်မှာခက်ခဲလာမယ်ဆိုတဲ့အကြောင်းပေါ့เนาะဟုတ်ကဲ့ပါခြေစုတင်ပါတယ်เนาะ